Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဗျ။ကျွန်တော်တို့အနေနဲ့အခု Trip in မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ Episode 2ရဲ့အပိုင်း3အနေနဲ့တင်ဆက်သွားမှာကတော့ Pagodas in Molomyai ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဗျ။皆さんこんにちは。今回はモレミアにある有名なミソのパゴダのことをお話しします。 日本語の字幕をつけましたので楽しみに見てください。တော်တို့ပထမဆုံးအခုတွားရောက်ဖုံးမြောက်မှာကစိတ်တန်လန်စေကြီးတော့ပါဗျအဲအများသူကတိတ်သွားလည်းမရှိတဲ့ဒီတပင်အိုကြီးတွေတပင်အကြီးကြီးတွေချားတဲ့အနေကျွန်တော်တို့ဝင်သွားတာပါအဲ့ဒီမှာအတုံးမပြူတော့တဲ့ဇောင်းတန်းတစ်ခုရှိပါလေကျွန်တော်တို့အဲ့ဇောင်းတန်းအနေနဲ့ဘုရားဘောကိုတတ်မှာဖြစ်ပါလေဗျအခုတွေ့ရတဲ့ဇောင်းတန်းမှာ ါကလုံအောင်အသုံးပြုပြောတဲ့ဇောင်းထဲမှာကျွန်တော်ဒီကနေပဲတက်မှာပါအခုဟိုးရှိမှာစိုက်မထူးတူတယ်ဗျအဲ့ဒါကိုကျွန်တော်တွေ့တွေ့ချင်းလှမ်းဖက်လိုက်တာကမီးပြက်လက်ရေကုမ္ပဏီလို့သွားဖက်မိတယ်နောက်တော့မှဘာဘာလေးဆိုမဟုတ်ဘူးဗျမီးပြက်ဘီးလက်ရေကုမ္ပဏီအဲလှူဒန်းထားတဲ့စိုက်မတစ်ခုပါကျွန်တော်ဒီအသုံးပြုပြောတဲ့ဒီဇောင်းထဲကနေပဲအပေါ်ရောက်အောင်တက်မှာပါဒါကဇောင်းထဲထက်ကိုရောက်ပြီဗျဒါကကြိုက်တန်လန်ဇီတီတော်ရဲ့အောက်ချီပိုင်းဖြစ်ပါတယ် အဲဒီတက်လေကနဲ့ဇီတော်ဘုံရောက်အောင်တက်ရမှာပါအခုဒီဘက်မှာကလည်းလမ်းလျှောက်ပြီးတက်ရတဲ့ဇောင်းတန်းတစ်ခုရှိပါတယ်ဗျအောက်ခြေမှာလည်းကပ်ပတ်လမ်းတစ်ခုရှိတယ်ဗျဒါကတက်တက်ချင်းအဲဒက်လေကတက်တက်ချင်းဘယ်ဘက်ချက်မှာကြက်ရှမ်းလန်ဇီတော်ဆိုတာလေးတစုဖူးထွေးရပါတယ်ဗျဟုတ်ကဲ့ ကျိုက်တန်လန်စီရီတော်ပါကျိုက်တန်လန်စီရီတော်ကိုမွန်ဘာသာနဲ့ခေါ်တဲ့အခေါ်ဝေါ်ရှိပါတယ်ကျွန်တော်အတန်ထွက်ရင်မှားမှာဆိုလို့ပါဗျအတိတ်ပဲကတော့အာရှမ်းလူမျိုးရွာကိုထွက်ပြေးစေနိုင်သောဖျားဆိုပြီးအတိတ်ပဲရတယ်လို့ဆိုပါတယ်ဒီနေရာမှာတခုလေးသတိပြုစေချင်တာကဒီနေရာမှာရှမ်းဆိုတဲ့အသုံးနှုန်းကအခုလက်ရှိရှမ်းတိုင်းရင်းသားတွေကိုကြီးရွယ်တာမဟုတ်ဘဲနဲ့ဂျိုရီယာတွေကိုကြီးရွယ်ရင်းဖြစ်ပါတယ်အဲ့ဒေတာဘက်မှာကကရင်ပြည်နယ်အပါအဝင်တင်းနိုင်တိုင်းအထိကမှရှမ်းကန်ရှမ်းလူမျိုးဆိုတာကယူရီးယားတွေကိုပြောတာဖြစ်ပါတယ်အဲ့ဒီ ယူရီးယားတွေနဲ့ဒီမွန်လူမျိုးတွေနဲ့ကြားထဲမှာအရင်ကတစ်ဖက်နဲ့တစ်ဖက်အာအပြန်အလှန်ဆစ်ဖြစ်ကြတာမျိုးတွေရှိပါတယ်အချိန်ချင်းတိုက်ပွဲတွေဖြစ်ကြပါတယ်တချိန်မှာတော့နှစ်ဖက်တပ်တွေကတန်လွင်မြစ်အရှိတ်ဘက်ကမှစစ်ဦးချင်းဆိုင်ကြပြီးတဲ့နောက်မှာသက်ဆိုင်ရာတာဝန်ရှိသူတွေအချိန်ချင်း အာညှိနှိုင်းကြပြီးတော့ဒီလိုမျိုးအများနဲ့တိုက်နေမဲ့အစားဇီဒီတစုပြန်တည်ရမယ်အရင်ပြီးတဲ့သူကအနိုင်ယူစတဲ့မနောက်ရှက်တန်းဆိုပြီးတော့ဂရိပြူကြပါတယ်ဂရိပြူကြတော့အဲ့ဒီအချိန်မှာယူရီးယားတွေကတော့ထုံးစံတိုင်းပဲအုတ်ဒီကြောက်တွေနဲ့အာဇီဒီရောတည်တယ်ဒီဘက်မှာရှိနေတဲ့မွန်စစ်တီတွေကတော့အဲ့ဒီလိုမဟုတ်ပဲနဲ့ဝါးတွေချင်းကြတွေနဲ့ဇီဒီကိုတည်တော့ဒီဘက်ကအရင်ပြီးသွားပါတယ်အဲ့လိုပြီးသွားတဲ့အချိန်နဲ့ကြာလဲကြာတော့ဂရိစကားအရာအာဒီဘက်ကအနိုင်ရသွားတာဖြစ်တဲ့အတွက်အာယူရီးယားတွေကနောက်ကို ပြန်ပြေးသွားကြပါတယ်ပြန်သွားကြပါတယ်ပေါ့အဲ့တော့ရှမ်းလီလန်ပြေးတဲ့အတွက်ကြိုက်ရှမ်းလန်လို့ခေါ်ရကနေပြီးတော့ကြိုက်တန်လန်လို့ရွေရောလာတယ်လို့လည်းပြောကြပါတယ်ဗျအဲဒါကကျွန်တော်တို့ကံရစာကြီးကံစာငယ်နဲ့လည်းဆင်တဲ့သဘောတော့ရှိပါတယ်နောက်ထပ်အာတမိုင်းကြောင်းတစ်ခုရှိပါသေးတယ်အာတမိုင်းမူကွဲတစ်ခုရှိနေတယ်ဗျအဲ့နောက်တစ်ခုကတော့သာသနာနှစ်236ခုနှစ်မှာအခုမော်လမြိုင်လို့ခေါ်တဲ့ရမာဝတီမြို့မှာမွန်ဘီရင်မွန်ပိရာဇာမင်းကတထုံပြည်ကနေသွားတော်တတ်တော်ပေါ့ တဆူရလာတယ်ရလာတော့မြတ်စွာဘုရားသခင်ကြွရောက်နားနေတော်မူဘူးတဲ့နာဂဝတိတောင်တန်းခေါ်ဒီတန်လွင်တောင်တွေမှာသမတာ ထားပြီးတော့ဇေဒီတည်ခဲ့တာပါစံတော်ဓာတ်တော်ကိုလည်းထာပနာခဲ့ပါတယ်ဖရာတီယာတောင်ကိုအစွဲပြုပြီးတော့ဇေဒီကိုကြိုက်တန်လန်ဇေဒီလို့ခေါ်ပါတယ်အခုကျတော့ရွေလျောလာပြီးတော့ကြိုက်တန်လန်ဖြစ်လာတယ်လို့ဆိုပါတယ်ဇေဒီတည်ထားတဲ့တောင်ကြီးကပြိုပြက်အံ့ဖြစ်နေတာကြောင့်မလို့မွန်ပါတာဖြင့်တန်လင်လို့ခေါ်တယ်လို့ပြောပါတယ်ကြိုက်တန်လန်ဇေဒီတော်ကညံတော်အဖြစ်ပေ350ရှိပြီးတော့ဖနတ်တော်အဝန်းကပေ350ရှိပါတယ်ဇေဒီရံပေါင်း34စုရှိပါတယ်ခရစ်နှစ်1945တုန်းကကုန်းတော်သုံးဖို့တုန်းကပြိုကျခဲ့လို့မြို့သူမြို့သားတွေနဲ့ပြုပြင်အဖွဲ့ကနေပြီးတော့ပြင်ဆင်ခဲ့ရပါသေးတယ် အခုကျွန်တော်တို့ထပ်မံသွားရောက်ဖို့မြောက်မှာကမဟာမြတ်မုနိဖရာကြီးဖြစ်ပါလေဗျမောလမြွာရှိတဲ့မဟာမြတ်မုနိဖရာကြီးပါဒါကအတုံးမပြူတော့တဲ့ဇောင်းနှံလို့ယူဆရပါတယ်သို့မဟုတ်အရှင်တော်ကတုံးခဲ့တဲ့ဇောင်းနှံဖြစ်ပါလိမ့်မယ်အခုဒါကလက်ရှိအတုံးပြူနေတဲ့ဇောင်းနှံမှာ ဒါကဆောင်းတဲ့အဝင်မဟုတ်ဘူးပါကနဂရီတိုက်ကဘုံခုနှစ်ဆင့်တိဆောက်ထားပုံကကျွန်တော်တို့မြင်တွေ့ဘူးနေကြပုံစံနေနဲ့တော့နည်းနည်းလေး꿰ပါတယ်ဒါကဓလိကနဲ့တက်တက်ပဲဖြစ်မယ်ဗျအခုဟိုးမှာလှမ်းမြင်နေရတာကတန်လွင်မြစ်ကရှုခင်းဖြစ်ပါတယ် န္ဓာဂရီတိုက်အတွင်းဘက်ပါထဲမှာမာမြတ်မုနိဆင်းသူတော်စံပယ်တော်မူနေပါတယ်။တိဘောမင်းပါတော်မူပြီးတဲ့နောက်မှာ ဝဇီရာရာမဆရာတော်နဲ့တင်္ကစားဆရာတော်တို့ကမော်လမြိုင်ကိုကြွတော်မူလာပါတယ်။ဆရာတော်တို့ကိုကြီးညိုရေးဆက်ရှိတဲ့စိန်တုံးမီပြားလည်းမော်လမြိုင်ကိုရောက်လာခဲ့ပါတယ်။စိန်တုံးမီပြားဆိုတာကမင်းတုံးမင်းရဲ့မီပြား64ပါးနဲ့ကသီရိပုပ္ပါယန္နာဒေဝီဘွဲ့ခံမီပြားဖြစ်ပြီးတော့တာသမီမထွန်းကားတဲ့မီပြား9ပါးအနက်မှာတပါးအပါဝင်ပါ။တင်္ကစားဆရာတော်နဲ့ဝဇီရာရာမဆရာတော်တို့ဆရာတော်နှစ်ပါးလုံးရဲ့အကြောင်းမှလည်းဖြစ်ပါတယ်။ ကာလာကြာရှည်လာတဲ့ခါကျတော့မန္တလေးမြို့မှာရှိတဲ့မဟာမြတ်မုနိဖရာကြီးကိုဖူးမြော်လူစိတ်ဖြစ်လာခဲ့ကြပါတယ်။မော်လမြိုင်မြို့မှာရှိတဲ့ပြည်သူတွေလည်းဖူးမြော်ခွင့်ရစေဖို့အတွက်ဆိုပြီးတော့ဝဇီဒာရာမဆရာတော်ကအကြောင်းတရားကမာကြီးဒေါ်ရွှေပွင့်ကိုမန္တလေးမှာရှိတဲ့မဟာမြတ်မုနိရုပ်ပွားတော်ရဲ့ပုံတော်ကိုကူးယူစေပါတယ်။ဒေါ်ရွှေပွင့်ကဆရာမောင်မောင်ကိုမန္တလေးကိုဆေလွတ်ပြီးတော့မန္တလေးကလက်မှုပညာရှင်တွေခေါ်ယူဆရာတော်ကိုယ်တိုင်ကြက်မှတ်ပြီးဂေါရန်ကျောင်းမုံညက်တို့နဲ့မဟာမြတ်မုနိရုပ်ပွားတော်ကိုပုံတော်ကူးယူစေပါတယ်ဆရာတော်မ။အဲ့ဒီအဖွဲ့ကမော်လမြိုင်မြို့ကို 1265ခုသတင်းကြွလှစုပ်ရှင်းနေမှာပြန်လည်ရောက်ရှိပြီးတမျိုးလုံးအားရဝန်သာကြိုဆိုခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ကြိတ်တလန်ကုန်းတော်မြောက်ဖျားတောင်ဆွဲမှာရုပ်ဝါတော်ကိုတွန်းလုပ်ခဲ့ကြပါတယ်။ရုပ်ဝါတော်ကိုတွန်းလုပ်ခဲ့တဲ့အချိန်က1266ခုနှစ်ကဆုံလာဆန်း14ရက်နေ့7နာ7နာရီ9နာရီ46မိနစ်ဖြစ်ပါတယ်ဗျ။ရုပ်ဝါတော်ကိုပြုလုပ်ရမှာရွှေသား1843ကျပ်12ပေးသားငွေသား6284ကျပ်9ပေးသား မိုးချိုး35ကြက်သားစုစုပေါင်းဒင်ကားချင်း1163ကြက်၃ဘဲသားထည့်သွင်းပြီးတွန်းလှုပ်ခဲ့ခြင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံသားမဒရာစီလူမျိုးတဦးဖြစ်တဲ့ဂါနာပတိကလည်း23ရည်တိရှိတဲ့ဗရမျာကိုတင်းကျစ်တော်မှာထည့်သွင်းထုလုပ်ခြေလှယ်နိုင်မှုအတွက်လှူဒန်းခဲ့တယ်လို့သိရပါတယ်။ရုပ်ပွားတော်ဟာညံတော်အပြင်73ပေ8လက်မှရှိတယ်လို့သိရပါတယ်ဗျ။ ကြီးညိုဝယ်ကောင်းတဲ့ဆင်းလူတော်ဖြစ်ပါတယ်ဒါကဇောင်းလွန်အထွက်ဖက်ကိုအထဲကနေကန္နာဂူရီတပ်ဘက်ကနေမြင်ရတာပါတို့ထပ်မံသွားရောက်ဖူးမြော်မှာကတော့ကြိုက်တုတ်ဇေရီရောဖြစ်ပါတယ်ကြိုက်တုတ်ဇေရီရောရဲ့တမိုင်းကတော့ဇေရီရောရဲ့တောင်ဘက်မှဝစ်ကြောင်းဆောင်ကျောဘက်မှာ ရှိတဲ့နိုင်ငံပကြီးကားတွေရဲ့အလို့ရဆိုလို့ရှိရင်တော့မာတက်ဂရီ121ခုနှစ်မှာလက်ဆော့ပြားကသုမနာဘူမိတထုံပြည်ကိုကြောက်တော်မူစင်မှာအစိတနဲ့ဇိနာဆိုတဲ့ယသိနှစ်ပါးကိုဆန်တော်ပေးသနာတော်မူခဲ့ပါတယ်။အဲဒီဆန်တော်ကိုတတိကြီးဥတုဝနကောဥတုကပြည့်ရပြီးမုတ်ပိရာဇာမင်းကြီးအမှုပြုလို့ဌာပနာကစီတည်ခဲ့ပါတယ်။တတိဥတုတည်ခဲ့တဲ့ဇေဒီကိုဆွဲပြုပြီးကြိုက်တုပ်ဇေဒီလို့ခေါ်ခဲ့တယ်လို့ဆိုပါတယ်။ဒီဇေဒီကတော့ဇေဒီရဲ့ပတ်ချာလဲမှာမုဒ္ဒရာအမျိုးမျိုးနဲ့ဆင်းမှုတော်တွေရှိနေပါတယ် တစောင်းစောင်းဦးချုပ်ကိုကြည်ရတာတော့ရှေးဟောင်းပုံစံမျိုးရှိနေပါတယ်။မော်လမြိုင်ကိုအုပ်စိုးတဲ့မုတ်ပိရာဇာမင်းကစိတ်တန်လန်စီတီတော်မှာစံတော်ထပ်မံထာပနာပြီးတော့ထိတော်တင်လူခဲ့တဲ့ဒိုင်ကာလို့ဆိုပါတယ်။ ရှမ်းမုံမဲဆက်ဒုတိယမုတ်ပိရာဇာဘရင်ဖြစ်လာတဲ့အချိန်မှာရှေ့သာသနာပြုတိုင်းပြည်ပြည်ပြုမင်းနေလို့ပဲသာသနာတော်ရဲ့အကျိုးစီးပွားတိုင်းသူပြည်သားပေါင်းတို့ရဲ့အကျိုးစီးပွားကိုမျှော်လင့်ပြီးခမည်းတော်လက်ထက်မှာမပြည့်ပြတ်ခဲ့တဲ့မြို့တော်နန်းတော်ကျုံးတော်ပထိုးစီတီတော်ကံတော်ပိတကတ်တိုက်တော်ကျောင်းဆောင်တော်တို့ဟူသောခုနှစ်ဌာနကိုတပြိုင်တည်းပြည့်စုံအောင်ဆောင်ရွက်တယ်လို့ဆိုပါတယ်တိုင်းပြည်ပြည်ရင်းမှာခုနှစ်ဌာနကိုတပြိုင်တည်းပြည့်စုံအောင်ဆောင်ရွက်ရမှာစိတ်တုပ်ဇေဒီဟာအစ်တတကယ်တဲ့ဇေဒီလို့ခံမှန်းခဲ့ကြပါတယ်စိတ်တုပ်ဇေဒီတော်ကိုဆန်တော်ရှင်စိတ်တုပ်ဆိုပြီးတော့ရှေးကကြောက်တဲ့အခေယာပေထက်အခေယာတင်ခဲ့ကြတယ်လို့သိရပါတယ် ဒါကရှင်မြေတော်ဘုံမှာရှိနေတဲ့ဘောရီပင်မှာကျိတ်တုပ်ဇေဒီမှာခေါလောင်းတစုရှိပြီးတော့အဲဇေဒီရဲ့အနောက်ဘက်မုတ်တဆောင်ရဲ့အနောက်တောင်တောင်စနေချိုအနီးမှာတွေ့နိုင်တယ်လို့ဆိုပါတယ်ကျိတ်တုပ်ဇေဒီရဲ့ခေါလောင်းမှာမြန်မာနှစ်ဘာသာနဲ့ရေးထိုးထားပြီးတော့မွန်ဘာသာကဇေဒီအရှိတ်ဘက်ကိုမျက်နှာမူပြီးမြန်မာဘာသာကအနောက်ဘက်ကိုမျက်နှာမူပူဇော်ထားတယ်လို့ဆိုပါတယ်ခေါလောင်းကြီးကအမြင့်26လက်မခါလုံးဘက်68လက်မအောက်ချီလုံးဘက်လက်မ90အထူး1.2လက်မအချင်း30လက်မ ပေါင်းတိုင်အမြင့်က6လက်မပေါင်းခိုင်းလုံးဘက်က6လက်မ28လက်မရှိပြီးတော့တစ်ဖက်တစ်ချက်မှာတင်ခဝိစရုပ်ပုံသွန်လုပ်ပူဇော်ထားတယ်လို့ဆိုပါတယ်အခုတော့ပေါင်းခိုင်းတစ်ဖက်တစ်ချက်မှာလူရံတော်ပုံလေးတွေနဲ့တွေ့ရပြီးပေါင်းခိုင်းကိုချင်းသိနှစ်ကောင်ပါတဲ့တန်းနဲ့ချိတ်ဆွဲထားတယ်လို့ဆိုပါတယ်အော်ကျွန်တော်ကတော့အဲ့ဒီပုံကိုရိုက်မလာခဲ့နိုင်ဘူးဗျဒါကတော့ရှင်မြေတော်ပေါ်မှာရှိနေတဲ့တစောင်းတိတိမှာရှိနေတဲ့စင်းသူတော်တွေပါ အခုဒီစင်းနုတော်ကတော့ဂန္ဓာဂရီတိုက်ထဲမှာရှိနေတဲ့စင်းနုတော်တစုဖြစ်ပါလေ။ရှောင်းစင်းနုတော်လို့ယူဆရပါတယ်။အခုထူးခြားတာကဒီမှာရှိတဲ့ဒါကလေပန်းတိုင်လို့ခေါ်လားဘယ်လိုခေါ်မလဲတော့မသိဘူး။ဒေသခေါ်ဖို့ရှိမယ်။ဒီတသားတိုင်ပြားပေါ်မှာပန်းတွေကိုဒီလိုမျိုးပုံဖော်ထားတာကပ်ပြီးပူဇော်ထားတာဗျ။ဒါကျွန်တော်ပထမဆုံးမြင်မှုတာမျိုးပဲ။ဒီမှာလည်းရှိတယ်ဗျ ဒါကတော့ကနဂရီတိုက်ထဲမှာရှိနေတဲ့ပင်မဆင်းလူတော်ကြီးဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျ။ကျွန်တော်တို့အနေနဲ့အခုမော်မြိုင်မြို့မှာဖះဇေဒီဆင်းလူတော်အများပြရှိတဲ့အနက်ကနေပြီးတော့ကျွန်တော်တို့အလင်းတဲ့နဲ့အဖះဇေဒီ၃စုအကြောင်းကို တင်ဆက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့လေ့လာထားမိသမျှမျှဝေပေးခဲ့တာဖြစ်ပါတယ်အကယ်လို့အမှားယွင်းရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ထောက်ပြဝေဖန်ပြောဆိုနိုင်ပါတယ်ဟုတ်ကဲ့အာအခုကျွန်တော်တို့မော်လမြိုင်နဲ့ပတ်သက်တဲ့အပိုင်း၃ပိုင်းတင်ဆက်ခဲ့ပြီးပြီမို့မော်လမြိုင်နဲ့ပတ်သက်တဲ့တင်ဆက်မှုကိုဒီမှာပဲရန်နာဝင်ပြုပါဗျမော်လမြိုင်သူမော်လမြိုင်သားအားလုံးကမော်လမြိုင်ကိုရောက်ဖူးကြသူအားလုံးကိုဘေးပရာဝေးကွာစိတ်ချမ်းသာကုချမ်းသာရှိကြပါစေလို့ဆုတောင်းမြတ်တာပို့ပါရစေဗျကျွန်တော်တို့နောက်ထပ်ဆက်လက်တင်ဆက်မယ့်အစီအစဉ်လေးတွေကို မိတ်ဆွေတို့အနေနဲ့ဆက်လက်ကြည့်ရှုပေးနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးပြီး notification ကောင်းကောင်းလေးနှိပ်ထားပေးဖို့လည်းမေတ္တာရက်ခံပါတယ်ဗျ။ありがとうございます。チェーズバーじゃ。